ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ညီလေးညီမတွေအားလုံးပဲเนาะဒီမနက်မှာ ਨੇ ကျွန်တော်ဒါအခွေနှလုံးနဲ့တခါတည်းပြောပေးထားခဲ့တာဗျာเนาะကျွန်တော်စေတနာရှိလို့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပြောပေးထားခဲ့တာပါလို့ကျွန်တော်ထပ်ထပ်ပြောထားခဲ့တယ်เนาะကျွန်တော်ရဲ့အခွေက1 3ညအခွေပါလို့ကျွန်တော်နှလုံးနဲ့ပြောထားခဲ့တာเนาะနှစ်ပူး3ညပူး20เนาะကျွန်တော်အခွေတခါတည်းပြောပေးထားခဲ့တာကျွန်တော်ညီလေးညီမတွေအားလုံးကိုเนาะ ျွန်တော်ရဲ့ကီးပိုင်ဒီဒီမနက်ဒီ3.28ကီးပိုင်ပါလို့ကျွန်တော်ပြောပေးထားခဲ့တာညနေကိုအခွေ3လုံးကျွန်တော်ထပ်ပြောပေးမယ်ကျွန်တော်ရဲ့မိသားစုဝင်တွေညနေကိုအခွေ3လုံးပေါက်ချင်ပါတယ်ဆိုတော့ညီတွေညီမတွေအားလုံးဝင်လာခဲ့ပါနော်ညနေကိုအခွေ3လုံးကျွန်တော်ထပ်ပြောပေးမယ်ဗျနော်ကျွန်တော်ကတော့38ကတော့တနေကုန်ကင်ပါပါနော်38ကတနေကုန်ကင်ပါအခွေ3လုံးနဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးဒီညနေကိုကျင်းသေးပေါက်ကိုပေါက်ပါဗျနော် ားလုံးမင်္ဂလာပါဒီမိနစ်တွင်ကျွန်တော်ပြောထားခဲ့တာเนาะကျွန်တော်ရဲ့ညီလေးညီမတွေကိုရီမတွေအားလုံးကိုကျွန်တော်စေတနာရှိလို့ကျွန်တော်အခွေနှလုံးကျွန်တော်ရဲ့အခွေကပထမတော့တော့ကျွန်တော်မပြောဘူးလို့ကျွန်တော်ပြောပေးမပြောဘူးလို့ကျွန်တော်ယူဆထားတာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာလာယူမိသားစုဝင်တွေပဲရမှာပဲဆိုပြီးတော့ကျွန်တော်အားအကြောင်းမလို့ဒီမိနစ်အားအကြောင်းမလို့ကျွန်တော်ညီလေးညီမတွေအားလုံးကိုကြားစေချင်လို့ကျွန်တော်ရဲ့အခွေကနှစ်တုံညအခွေပါလို့ကျွန်တော်ပြောထားတာเนาะနှစ်တုံညအခွေက20เนาะ ပြောမယ်ဆိုရင်တော့ဒါကျွန်တော်ညီရည်ညီမတွေအားလုံးဒါသိပါတယ်ဗျာနော်မနေ့ကကျွန်တော်စေတနာနဲ့ပြော့တင်ပေးတဲ့ဒီအခွေဒါဟိုရက်ကတော့ကျွန်တော်တင်မပေးထားဘူးဒီအခွေဒီဘာဖြစ်လို့မတင်ထားလဲဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးကိုကျွန်တော်ကလည်းပြောမယ်ဆိုရင်တော့အားလုံးဆေးပြေပါသေးဆိုတဲ့စိတ်တက်ကလေးနဲ့ကျွန်တော်ရင်ထဲကလာတဲ့စေတနာနဲ့ကျွန်တော်တင်ပေးတဲ့ခဏပါဒီမနေ့ဒီပြောမယ်ဆိုရင်တော့ဒါ20ဆိုတဲ့အခွေဖြစ်မနေလာပါလိမ့်မယ်လို့ကျွန်တော်အတန်တန် ပြောထည့်ပြနော်ဒီညနေဒီကျွန်တော်ရဲ့မိသားစုဝင်တွေ ခဏန်း၃လုံးဒါပြောမယ်ဆိုရင်တော့အခွေကိုကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးကိုအဆင်ပြေအောင်လို့ပေါ့နော်အဲအခွေဒီဒီညနေကကျင်းဒီဘောက်ကိုလာလိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်ပေါ့နော်ကျွန်တော်ကတော့၃၈ကတနေကုန်ပတ်တီးပါကီးပိုင်းကဒီမနေ့3ည28ကီးပိုင်းပါနော်ကျွန်တော်ကီးပိုင်းကကျွန်တော်ရဲ့မိသားစုဝင်တွေပြောမယ်ဆိုရင်တော့အခွေကကျွန်တော်နှလုံးနဲ့ဖြစ်နေသေးတဲ့ပွဲဦးတနင်္ဂနွေနေ့တွေကကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဒီမှာလာယူပါ အတန်တန်ကျွန်တော်ပြောတယ်ပတ်တီးတစ်လုံးနဲ့ပတ်တီးစီကျွန်တော်၃ညကိုပေးမှာဘလို့ပဲဖြစ်ဖြစ်၃ညကိုပေးမှာမဖြစ်မနေမနေရတဲ့ကကျွန်တော်ရကျွန်တော်စီမှာလာယူတဲ့ညီတွေညီမတွေကတော့ရတာပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့အကုန်လုံးကိုရစီကျင်တာကျွန်တော်ကခွေကနှလုံးနဲ့ဖြစ်နေသည့်အတွက်အဲ့နှလုံးကကျင်းတည်ပေါ့ဒီတကွက်ကောင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကရှင်ထဲမှာယူဆထားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမနက်ကကျွန်တော်ကအားလုံးကို ကျွန်တော်ရဲ့ညီရင်းညီမတွေကိုရီမတွေအားလုံးကျွန်တော်ပေးမှလဲသူတို့ကလည်းရမှာပဲဆိုတော့စိတ်တက်နေကျွန်တော်အားအကြောင်းမလို့ဒီမနက်ကကျွန်တော်စေတနာနဲ့တင်ပေးတဲ့ခဏဒီ20တီလေအားလုံးမိသားစုဝင်တွေသိပါတယ်နော်ဟိုအများဆုံးအဖြစ်သိတဲ့မိသားစုဝင်တွေသိတယ်ဒီမနက်နော်ဒီမွေးကနန်းတွေမဖြစ်မနေလာမှာနော်ကျွန်တော်အတန်တန်ပြောတယ်နော်ဒီမွေးကနန်းဒါမွေးကနန်းပဲကြံတော့တာပေါ့နော်မွေးကနန်းတွေမဖြစ်မနေလာမှာကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးဒါသိအောင်လို့ပြောတာဒီ၄ပြိတ် နော်လေးဘရိတ်ကတော့ကျသွားပြီထားလိုက်တော့ကျွန်တော်ဒီမနက်မှာကဒီနေ့မှာကကျွန်တော်က3.28 G ကလုံးဝမဖြစ်မနေထိရမယ်လို့ကျွန်တော်ကယူဆထားတာပေါ့နော်ဒီအဲ့ဒါကြောင့်မလို့ဒီအခွေလေးဒီလာနှံ့ရင်လာခဲ့ရင်ကျွန်တော်ရေမိသားစုဝင်တွေ line ပေါ်မှာရှိတယ်ကျွန်တော်ဒီမှာလာမယူတဲ့ညီလေးညီမလေးအားလုံးအရာပဲဖြစ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်ဒီအခွေလေးနှလုံးနဲ့အခွေကိုကျွန်တော်တင်ပေးလိုက်တာပေါ့နော် ်ပေးလိုက်တာမှာကနန်းတော်ကိုကျွန်တော်စီပေးလိုက်ဒီ၃ဘူး၂ဘူး20လို့ဒီ၃ခွက်ပဲထိုးရမှာလို့ကျွန်တော်ညီလေးညီမတွေအားလုံးကြီးလို့ကျွန်တော်ပြောပြောပေးထားခဲ့တာပေါ့နော်ဒီမွေးကနန်းဒီဒါမဖြစ်မနေလာပါလာတဲ့တိုင်းတာမှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပြောချင်တာကတော့ဟိုအကောင်းဆုံးကနန်းနှစ်ခွက်ကိုကျွန်တော်တင်ပေးချင်တာပေါ့အကောင်းဆုံးနှစ်ခွက်ကိုတော့ပါဒီနှစ်ခွက်ကကျင်းတီပေါ့ကိုလာအောင်ပါเนาะ43ရင်အဲ့82ကေရမဖြစ်မနေကိုလာပါကျွန်တော်ရေမိသားစုဝင်တွေ အဲ့နှစ်ကွက်ကိုတင်ပြီးတော့ကစားပါအဲ့မွေးကနန်းတွေကိုကစားမယ်ဆိုရင်တော့ဒီမွေးကနန်းနှစ်ကွက်ကိုတင်ကစားပါလို့ကျွန်တော်ကပြောခြင်းတယ်ကျွန်တော်ရင်မိသားစုဝင်လေးဒီကြမ်းနဲ့နဲ့ရံမရံကပေါ့ရံပြီးတော့တော့ကစားပေါ့နော်ဒီဒီနှစ်ကွက်ကတော့ကျိတ်တိပေါ့ဒါပြောမဆိုရင်တော့လာနေကြီးရှိတယ်မပြောက်ပတ်ဒီနှစ်ခွန်လေးနှစ်ခွန်လေးအဲ့ခွန်ကဒီနေ့နဲ့မနက်ဖက်ကကျိတ်တိကြအောင်ပါနော်အဲ့နှစ်ရက်တွင်းကိုလာအောင်ပါအဲ့ခွန်တစ်လုံးဒီမဖြစ်မနေကိုလာလိမ့်မယ်ဗျာအဲ့ကျွန်တော်ရင်မိသားစုဝင်လေးမယုံရင်ကြည့်ထားပါနော် မယုံရင်ကျွန်တော်ရဲ့မိသားစုညီလေးညီမတွေအားလုံးမယုံရင် ကြည်ထားလိုက်နော်ကျွန်တော်ရဲ့ညီလေးညီမတွေအားလုံးအဆင်ပြေအောင်လို့ကျွန်တော်ကတင်ပေးနေတဲ့ခဏန်းနေနော်အခွေကြီးနှစ်တုံညာနှလုံးနဲ့ကျွန်တော်တင်ပေးထားတာနော်ဒါပြောမဆိုရင်တော့ဒီမနက်မှာတင်ပေးတဲ့ခဏန်းဒီကျွန်တော်ရဲ့ညီလေးညီမတွေအားလုံးဒါပြောမယ်ဆိုရင်တော့မရတဲ့တဲ့လူရှိကောင်းလဲရှိမှာပေါ့ဗျာနော်ဒါကတော့နေကုန်ထိုးကွက်နော်နေကုန်ဒါနေကုန်ဇေယျပေါ့ဒီနေ့ရဲ့နေကုန်ဇေယျကို ကျွန်တော်တင်ပေးတဲ့ကဏ္ဍမှာဒါပေမဲ့အခု20လို့ထွက်သွားလို့ကျွန်တော်ရဲ့မိသားစုဝင်တွေအခွေ3လုံးနဲ့ကျွန်တော်ထပ်ပြောပေးမယ်နော်ဘယ်ကဏ္ဍကတင်ပြီးတော့ကစားရမယ်ဘယ်ကဏ္ဍကတင်ကစားရမယ်ဆိုတာကျွန်တော်တစ်ခါတည်းပြောပေးပါမယ်အားလုံးမိသားစုဝင်တွေပောက်ချင်တဲ့မိသားစုညီတွေညီမတွေအားလုံးဝင်လာခဲ့ပါနော်ပောက်ချင်ပါတယ်ဒီညနေဒီဒါပြောမဆိုမနေ့ကလေ40ကိုရတဲ့လူတွေရကြတယ်ဒီညနေဒီဒီမနက်ဒီဒါ20အခွေ20တကွက်ကောင်းကိုထိုးတဲ့မိသားစုဝင်တွေတော့ရမှာပေါ့နော် ါဒီနေ့တခါလေးကျွန်တော်အလုပ်ကလေးတွေရှိလို့တခါလေးကျွန်တော်လိုက်ရှိုးအခုတော့ရင်းနဲ့တခါလေးတင်ပေးမှာ16ရက်3လ2025ပေါ့နော်၄နိုင်30အတွက်ပေါ့နော်ဒါသုံးလုံးအခွေနော်သုံးလုံးအခွေကိုကျွန်တော်တင်ပေးမှာနော်ဒီညနေဒါအခွေပေါ့ ဒါ၃လုံးအခွေဒီညနေ၃လုံးအခွေကိုလိုချင်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေပောက်ချင်ပါတယ်ဆိုတော့ညီလေးညီမတွေအားလုံးဒါဝင်လာခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီစေတနာနဲ့တင်ပေးတဲ့ကနန်းပါကျွန်တော်ရဲ့မိသားစုဝင်တွေကြီးကကျွန်တော်မျှော်လင့်ချက်ကြီးစွာနဲ့လုံးဝကိုမလိုဖြစ်ပါဘူးနော်ဒါအခွေပေါ့နော်အခွေဒီအခွေကဘာလဲဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေနော်အခွေကဒီညနေ၃ 359ပေါ့နော်359အဲ359ဒီဒီညနေတာအခွေဖြစ်အောင်ပါဗျာနော်359အခွေပေါ့အပူးပါခွေခြင်းခွေပါအပူးတစ်ကြိမ်လာအောင်ပါနော်ကျွန်တော်ထက်ထက်ပြောထားခဲ့မယ်အပူးတစ်ကြိမ်လာအောင်ပါလက်မလေးတွေကိုစီဝိုင်းနှိပ်ပြီးတော့ဝင်လာခဲ့ပါကျွန်တော်ရင်မိသားစုဝင်နေအားလုံးနော်ကျမလေးတွေကိုစီဝိုင်းနှိပ်ပေးပါနော် ဒါပြောမယ်ဆိုရင်တော့ကနန်းကတော့အာထိုးပေါ့ဗျာနော်ဒါအခွေကိုကျွန်တော်ခွေပေးတာ35ရဲ့39နော်35 3950နဲ့မှာ9เนาะ50နဲ့မှာ9အပူပါခွေရင်လဲခွေပေါ့เนาะကျွန်တော်ရေမိသားစုဝင်နေအားလုံးเนาะဒီညနေအပူပါခွေရင်လဲခွေပေါ့ဒါပေမဲ့ကျွန်တော်တနေကုန်ဇရာနဲ့ ဒါတနေကုန်ဝင်ကျွန်တော်ရဲ့ဒါတနေကုန်ထိုးခိုင်းတဲ့ဇာတ်ပေါ့နော်တနေကုန်ထိုးခိုင်းတဲ့ဇာတ်မှာကျွန်တော်ရဲ့ညီလေးညီမတွေအားလုံးကိုကျွန်တော်ပြောကျင်တာကတော့တနေကုန်ထိုးတဲ့ဇာတ်မှာဒီ35တခွက်ကတူနေတယ်နော်ဒါတူနေတယ်ပေါ့အဲ့35တခွက်ကိုဒီညနေကိုဒါတင်ထိုးဖို့ကျွန်တော်ပြောကျင်နေပြန်နော်35တခွက်ကိုတင်ထိုးပါနော်ကျွန်တော်ရဲ့ညီလေးညီမတွေအားလုံး35ဒါကနေကုန်ထိုးရမယ့်ဇာတ်ပေါ့မနေ့က3ည4စိုက်ကို နေကုန်ထိုးအုံညာလေးစိုက်ကိုဒါထိုးရမယ်ဈေးရပေါ့နော်ဒီညနေဒီဒါဒီအခွေဒီအခွေကိုဒါမလွတ်ပါနဲ့ဒီအခွေဒီရဒီညနေဒါကျင်းသေးပေါ့ခွေလိုက်မယ်လို့ကျွန်တော်ယူဆထားတယ်အပူပါထည့်ခွေပါ၃ဘူး၅ဘူး၉ဘူးပေါ့ကျွန်တော်တော့ရေးမပေးလိုက်တော့ရေးမရေးတော့ဘူးပြန်နော်ကျွန်တော်ညီလေးညီမတွေအားလုံးကိုနော်မရေးပေးတော့ပါဘူးဒီညနေဒါဒီအခွေကိုထိုးပါနော်ဒီအခွေကိုဒါတက်နိုင်တဲ့လောက်ထိုးပါဒီကနန်းကိုတင်ထိုးပါနော်ဒီကနန်းကိုတင်ပြီးတော့ကစားပါနော်၃၅ရဲ့ 39ရေ59ရေပေါ့เนาะကျွန်တော်ရေဒီမတွေအားလုံးဒါပော့ပော့ဆာဆာတွေကျွန်တော်ကိုထင်ကြတဲ့မိသားစုဝင်တွေအားလုံးကိုဒါတိအောင်ပြောပြတာเนาะဒါဒီမိနစ်ကကျွန်တော်အခွေဒီနှလုံးပေးလိုက်တာပေါ့အုံညာနှစ်အခွေလို့ကျွန်တော်ပြောလိုက်တာနှလုံးနဲ့အခွေခိုင်းနေတာเนาะဒါဒီမွေးကနန်းနေလဲဒါလိုက်ချင်တဲ့မိသားစုဝင်တွေဆိုရင်ဒီမွေးကနန်းကိုဒီနှစ်ကွက်ကိုတင်လိုက်ပါเนาะဒီနှစ်ကွက်ကိုတင်ပြီးတော့ကစားပါ43နဲ့ဒါ82ကိုတင်ကစားပေါ့เนาะဒါပြောမို့ဆိုရင်တော့ ခွန်သုံးဆိုတဲ့ကဏ္ဍကလည်းဒါကောင်းပါတယ်နော်ဒီညက်နေဒါ2 5 9ဒါပြောမယ်ဆိုရင်တော့ခွေခွေဒီ2 5 9ကျွန်တော်ကတော့ခွေလိုက်မယ်ဒီညက်နေယူဆထားတယ်ပေါ့နော်ကျွန်တော်ရေမိသားစုဝင်တွေအားလုံးစိတ်နှစ်သက်မှုရှိမှကစားပါမစိတ်နှစ်သက်ခြင်းမှကစားပါနဲ့နော်ဟိုကျွန်တော်နဲ့မြဲတစေတွေ့ကျင်နေမြင်ကျင်နေဆိုတော့ဟုတ်ဟုတ်ကဲ့ပါမင်္ဂလာပါဗျာเนาะကျွန်တော်ရေမိသားစုဝင်ဒီအားလုံးမင်္ဂလာပါเนาะမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေเนาะ အခွေကျွန်တော်ဒီမနက်ဒီအခွေနှလုံးနဲ့ကျွန်တော်တင်ပေးထားခဲ့တာနော်ကျွန်တော်စေပြောထားပြောတော်ပြောထားခဲ့သေးတယ်ကျွန်တော်စေတနာရှိလို့ကျွန်တော်ရှင်နေရလာတဲ့စေတနာပါလို့ကျွန်တော်တင်ပေးထားတာပါတင်ပေးလိုက်တာပါလို့ဒီအခွေကိုနော်ခါတိုင်းကတော့ကျွန်တော်မပြောယူဆထားတာလို့နော်နှစ်၃ညအခွေပါလို့နော်နှစ်၃ညအခွေဒီနှစ်ဘူး၃ညနဲ့ဆယ်လို့အဲ၃ကွက်တည်းထွက်มาပါလို့ဒါပေမဲ့ ကနန်းဒီအားလုံးပေါင်း၃ခွက်ပဲထိုးရမှာပါလို့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်အတန်တန်ပြောတယ်တနေ့ဝင်နေနေတဲ့ကူကတန်တန်ပြောတယ်ကျွန်တော်စီမှာကနန်း၂ခွက်တည်းထိုးရမယ်ပတ်တီတစ်လုံးနဲ့နော်ကျွန်တော်အတန်တန်မပြောဘူးလားနော်တန်တန်ပြောခဲ့တယ်တနေ့ဝင်နေနေမှာလူပေါင်း၁၀၀ကျော်တက်ကြည့်တယ်နော်ဒါပေမဲ့ကျွန်တော်စီမှာလာယူတဲ့မိသားစုဝင်တွေရှိသလိုမလာယူတဲ့လူကများတော့ဒါပြောမယ်ဆိုရင်တော့ကျွန်တော်ကကျွန်တော်ဒီမနေ့ဒီကျွန်တော်စေတနာနဲ့ကျွန်တော်တင်ပေးတဲ့ကနန်းဖြစ်တယ်နော် အခုလည်းဒီညနေဒီကျွန်တော်စေတနာနဲ့ကျွန်တော်ရလာတဲ့ရှင်နေရလာတဲ့စေတနာနဲ့ဒါထိုးခြင်းလဲထိုးပေါ့ဗျာနော်မထိုးခြင်းလဲမထိုးနဲ့ပေါ့နော်ဒါဒီအခွေဒီကျွန်တော်ကြိုက်တယ်ကြက်နှစ်တက်မှလဲထိုးပါမကြက်နှစ်တက်ရင်မထိုးပါနဲ့နော်တင်ထိုးရမကန်းစီ35ကိုတင်ထိုးပါအပူးလာနိုင်တယ်အပူးလာနိုင်တယ်9ဘူး3ဘူး9ဘူးအဲ့3ခွက်ကိုလဲပြောမဆိုရင်ထိုးပါလို့ကျွန်တော်ပြောတယ်3ဘူးရဲ့9ဘူးရဲ့ ဘူးရေကိုဘူးရေပေါ့နော်အဲ့၃ွက်လဲဒါထိုးပေါ့နော်ဒါအဒီအခွေကိုမလွတ်တန်းထိုးမယ်ဆိုရင်ဒီကနန်း၃ွက်ကိုပါထိုးပါလို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ရဲ့မိသားစုညီလေးညီမတွေအားလုံးဒါကျွန်တော်စီမှာ၂နာရီကနန်းထွက်ပြီးတဲ့ကနန်းကျွန်တော်ကြိုက်ွက်ကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်396645လေးလေးကိုမစစ်ကလာယူပေါ့နော်မစစ်က၂နာရီထိုးဒီတော့ကျွန်တော်နှစ်နိုင်ကြမ်းကြည့်ပြီးရင်တော့ကျွန်တော်အားလုံးကိုပို့ပေးတာပေါ့နော်ကျွန်တော်မိသားစုဝင်ညီလေးညီမတွေအားလုံး ိုကျွန်တော်ကျွန်တော်ကြိုက်ကွက်ကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လာယူပါနော်မိသားစုဝင်အားလုံးမြင်ရတယ်တွေ့ရတယ်ဆိုရင်ကွန်မက်ကလေးတွေမှန်ပါ OK ပါဆိုတဲ့အကြောင်းလေးတွေမြင်ရပါတယ်ဆိုတဲ့အကြောင်းလေးကိုတစ်ချက်မှန်ပြီးကြွားပါနော်အလုံးမင်္ဂလာပါစကွင်ရှော့ရိုက်ယူတော့ပါဒီညနေ359မထင်လုံးဝမကစားနဲ့အပီးခွေကျွန်တော်ကြိုက်တယ်အပီးခွေကြိုက်ပါတယ်ကျွန်တော်မိသားစုဝင်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေပြန်နော်